လောလောတဲ့လူတွေမှာဘန်းငွေလေးသန်းအနေပြီးက6သန်းကျော်ပါတယ်တဲ့တယောက်တယောက်ဝေါ်စာထားတဲ့ဝေါ်စာတွေကစုပ်ပြတ်သန်းရဲ့ထွေပြေးလာရတဲ့ပုံစံပေါ့လေနော်ဒါပေမဲ့သူတို့မှပါတယ်အိဒီကဒီဖလာအဲ့လိုမျိုးဆွဲအဲ့လိုမျိုးအစုပ်ပလုံတွေကိုပြောရမယ်ဆိုရင်အဲ့လိုအိဒီမှာအလောက cash တွေပဲတဲ့ငွေသားတွေတဲ့ပဲတဲ့အဲ့ဒီငွေကိုထိုင်းရဲတွေယူလိုက်တဲ့ ယူပြီးလေလေမတ်ခေါ်တဲ့ဝယ်ပြီးဆိုပန်ကောင်းလို့လောတင်လိုက်တော့အဲ့တော့လူတစ်ထောင်လောက်อ่ะအဲ့ဒီ quick keeper ထွက်ပြီးလာတဲ့တရားမဝင်လူပေါ့ဒီ skim လောက်တဲ့လူတစ်ထောင်လောက်ဘန်ကောင်းမျိုးပေါ်မှာရောင်းနေတယ်ထိုင်းနိုင်ငံမှာ your အကြည့်ဆုံး yours ဘုံမူတည်ရက်တပ်ပွဲဆောင်ဖြစ်တယ်ဘာကြောင့်သူအဲ့လိုပြောရလဲဆိုတော့ဟုတ်ကဲ့ကိုစတီမင်ဆိုင်ခင်ဗျာဒီတစ်ခေါက်တော့ကျွန်တော်တို့ကြားပြန်ခိစ္စပဲထပ်ပြီးမေးလိုပါတယ် ဘာလို့ဆိုတော့အခုကထိုင်းနိုင်ငံကဒီဗဟိုအချက်ချာကြနေတယ်ပေါ့ကြားဖြတ်နေပတ်သက်ပြီးဒါကိုစီဗင်ဆိုင်ကိုတုံးသက်တာကျွန်တော်တွေ့ပါတယ်ခုနေရဆိုအဲ့ဒါကိုလည်းသိကျင်တယ်နောက်တစ်ခုကထိုင်းဒုရဲကျုပ်ကသူ့ရဲတပ်ဖွဲ့မှာဒီအာဂရိလိုက်စားမှုတွေကိုဖော်ထုတ်လိုက်တဲ့ဟာပေါ့ဒါလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒါတွေကိုကျွန်တော်ဆက်ဆက်ပြီးတော့ဟိုမေးကျင်တာပါအဲ့တော့ပထမဦးဆုံးအနေနဲ့ကိုစီဗင်ဆိုင်ကိုတုံးသက်ထားတဲ့ဒီလာအိုရဲ့ကမ္ဘောဒီးယားရဲ့မြန်မာရဲ့မှာဒီကြားဖြတ်လုပ်ငန်းတွေကအခြေစိုက်တယ်ဆိုပေမဲ့ ဘဟုချက်မကထိုင်းဖြစ်တယ်ဆိုပြီးတုံးသက်ထားတယ်ဆိုတော့အဲ့ဒီဟာဘာကြောင့်လဲဗျအဲ့ဒါလေးကိုအရင်ဆုံးရှင်းပြပေးစီလိုပါတယ်ဟုတ်ကဲ့ခင်ဗျအဲ့လိုတုံ့တန်ရခြင်းအကြောင်းရင်းကကျွန်တော်ရဲ့ကိုယ်ပိုင်တုံ့တန်ခြင်းလို့ပြောပေမဲ့ကျွန်တော်ရရှိတဲ့သတင်းတွေအပေါ်မှာအခြေလက်တွေအပေါ်မှာမူတည်ပြီးရကျွန်တော်ပြောတာပေါ့လေနော်တီတီကြကြပြောတယ်လို့ပြောလို့ရတယ်အဲအဲ့လိုပြောချင်ကြောင်းရဲ့ဘာကြောင့်လဲဆိုတော့ထိုင်းတွေကထိုင်းနိုင်ငံသမားတွေရောထိုင်းသတင်းမီဒီယာတွေရောကသူတို့ကအဲ့ဒါကို ုတ်ခံလို့မရဘူးပြောလို့မရဘူးသူတို့ရဲ့နိုင်ငံကိုသိခထီသွားမှာစီပွားရေးပါထီခိုင်သွားမှာနိုင်ငံကဆက်ရှင်တွေကိုအတော်ဆုံးရင်နေတဲ့အနေအထားရှိတဲ့အခုတော့မနေရထီဆိုရင်ဒီနိုင်ငံရေးသမားတွေပူချုပ်ဟောင်းတွေပေါ့လေနော်ပူချုပ်ကြီးတွေအာရဲပူချုပ်ကြီးတွေရောစစ်တပ်ကပူချုပ်ကြီးတွေရောထုတ်ပြောလာတဲ့အနေအထားရှိတဲ့တကယ်လို့ဒီလက်ရှိအာတော်ဝင်ယူထားတဲ့အနုထင်းဥဆောင်တဲ့အာအစိုးရအဖွဲ့က online လုပ်ငန်းတွေ စကင်မလောက်တဲ့ဟာတွေဒီ online လောင်းကစားတွေပေါ့အဲ့ဒီကိစ္စတွေကိုမနေနေနိုင်ရင်ထိုင်းနိုင်ငံကတို့ထိုင်းနိုင်ငံကနိုင်ငံတကာရဲ့ဆက်ရှင်ထီတော်မဲ့အမေရိကန်ရဲ့ဆက်ရှင်ထီတော်မဲ့သူတို့စီပေါ်ရေးထိခိုက်တော့မဲ့ဆိုတော့တော်ဆိုးရိပ်ပြီးအဲ့ဒါမနေရအထီပေါ့ဗျာအဲ့ဒါတွေထုံပြောလာတဲ့အနေအထားမျိုးရှိတယ်ဆိုတော့ဒါကြောင့်လဲကျွန်တော်ဟိုပွဲပွဲလေးလေးကျွန်တော်ပြောရတဲ့အနေအထားပြောတာပေါ့ဗျာထိုင်းနိုင်ငံဟိုအခြေချဖြစ်တဲ့ဆိုတော့ ဟုတ်ပြီအဲ့တော့ဘိုးအချက်ချဖြစ်တယ်ဆိုရင်အခုတိရတဲ့လောက်ကဥပမာပြဆိုလို့ရှိရင်ဒီထိုင်းမြန်မာနယ်စပ်ကရင်ဒေသမှာလူပေါင်းထောင်နဲ့ချီပြီးမိတာလေဒါကမှတချို့လဲဟိုထွက်ပြေးလွတ်မြောက်တယ်ဆိုတော့ဒါလက်တွေ့မြင်နေရတယ်ပမာပြီးမှာကမ္ဘောဒီးယားမှာလည်းအလားတူလာအိုမှာလည်းအလားတန်တူပဲဒါပေမဲ့ထိုင်းမှာကျတော့အဲ့လိုမျိုးဟိုပစ်စလက်ခက်အဲ့လိုကြီးဝင်ဖမ်းတာစီးတာဟိုရုပ်ပြစင်းပြမတွေ့ရဘူးလေဆိုတော့သူတို့ကဘလို့ဘိုးအချက်ချဖြစ်ရတာလေအဲ့ဒါလေးလဲထက်လောင်းရှင်းပြစီလိုပါတယ်ဟုတ်ကဲ့ခင်ဗျအဲ့တော့က အဲဒီဗမာပြည်မှာဆိုရင်ဒီမြဝတီဖယ်ပေါ့လေနော်ရွှေကုတ်ကုတ်ဖယ်ဒီစောချင်းသူတို့ထိတ်ချုပ်ထားတဲ့ဒေတာမှအဓိကအခြေဆိုင်ကြတော့ဒီ consenter online လေးလည်းမှုလုပ်တဲ့နေရာဒေတာကဆိုတော့ဒီနေရာဒေတာမှအားလုံးကအများစုကပေါ့တရုတ်နိုင်ငံသားတွေဖြစ်တဲ့နိုင်ငံပေါင်းစုံကမ္ဘာနိုင်ငံပေါင်းစုံပေါ့လေနော်အာဖရိကလူတွေလည်းရှိတယ်အိန္ဒိယလည်းအများစုရှိတယ်အခုနောက်ဆုံးအအတုံးမှထွေပြလာတဲ့အတုံးမှအိန္ဒိယအနည်းပြလေးရင်လည်းလောက်ခေါ်သွားတယ် အချိန်မှာဆိုရောင်းနေချိပြီးရှိတယ်အိန္ဒိယဒုတိယမြောက်ဆုံးလို့ပြောလို့ရတယ်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်နိုင်ငံခြားသားပေါ့လေနော်ဗမာနိုင်ငံသားကလွဲရင်နိုင်ငံခြားသားအလုပ်လုပ်လို့ကထိုင်းနိုင်ငံကိုဖြာပြီးရင်ဒီဒေသကိုဝင်သွားကြတာဒီလုပ်ငန်းထဲကိုဝင်သွားကြတာအဲ့လိုမျိုးထိုင်းနိုင်ငံကိုဖြာတဲ့အခါမှာလည်းဒီလောကကားကုန်အင်မီဂရေးရှင်းကိုသူကလန်ထိုးထားတယ်ဆိုတဲ့ဟာကို ကောင်းကင်အရှင်တွေကလည်းဖွင့်ပြောသလိုဒီလော်တော့စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင်တွေနောက်ပြီးလဲဆိုရင်တပင်းသမားတွေပေါ့လေနော်သူတို့ကလည်းအထောက်အထားတွေနဲ့တဲသေးတွေနဲ့ထုတ်ပြောကြတဲ့အနေအထားမျိုးရှိတယ်။နောက်ဆုံးကဘယ်မှာလဲဆိုတော့ရဲဘုံချုပ်ကြီးစုရချင်းဆိုတာသူကဒုတိယရဲချုပ်သူ့ကိုယ်တိုင်ကအခုအာထုတ်ပြောလာတဲ့အနေအထားရှိတယ်။ရဲတွေကိုယ်တိုင်ကမဆန့်ယူပြီးရင်ဘမပီထဲကိုသွားလို့ရအောင်ဘမ အခုလည်းပြောတာမဟုတ်ဘူးเนาะကမ္ဘောဒီးယားပဲဖြစ်ဖြစ်လောက်အိုပဲဖြစ်ဖြစ်အဲ့လိုပေါ့လीเนาะဆိုတော့အဲ့ဒီဒေတာတွေသွားလို့ရဒီထိုင်းရပဲသွားကြတယ်ဆိုအဲ့လိုမျိုးဖြစ်တယ်နောက်တစ်ခုကတီတီကြကြပြောလို့ရတာကလောလောလန်လန်နောက်ဆုံးပေါ့လीဒီဒီ KK ပါကိုဟိုအစာဦးတွေဖြိုချတဲ့ပေါ့အဲ့ဒီဖြိုချပြီးရနောက်ပိုင်းမှာတစ်ချိန်တည်းမှာပဲတချို့တွေကိုဒီထိုက်ထဲလောထုတ်လိုက်တယ် အဲ့တော့အဲ့ဒီမှာစိတ်မင်းစားစီရကဘာပြောလဲဆိုတော့ဒီဘုံချုပ်ကြီးဆိုရချင်းကိုတိုင်ကပြောတာနော်အဲ့တော့ရဲဘုံချုပ်ကြီးကိုတိုင်ကပြောတာဒီအမှုလေးအခုတဲ့ဒီရောက်လာတဲ့ဒီမက်ဆာဖဲကိုရောက်လာတော့အဲ့ဒီလူတွေပဲရောက်သွားတယ်ပေါ်ပြီးစီရင်ယူထားတာရှိရဲ့ဘယ်နေရောက်ဘယ်နေရောက်ထိုက်နေကူလာတယ်ဆိုတဲ့အကြောင်းပေါ်ယူနော်အဲ့ဒီအရေးအတွင်းမှာအိန္ဒိယတိတိတကဆိုရင်မီဒီယာတွေမှာပါတာပေါ့ဗျာအိန္ဒိယနိုင်ငံသားတွေအိန္ဒိယအနည်းပြားလေ့ရင်လည်းလောက်ခေါ်သွားတာရှိတယ်အဲ့တော့ရောက်နေမှရှိတယ် တထောင်ကျော်ပေါ့နော်တထောင်300ကျွန်တော်မှန်မိသလားဆိုရင်ဒါဒါ update စီးရီမပွားသေးဘူးပေါ့လေနော်အဲ့ဒီထောင်300ကျော်လာမှာခု300လောက်ပဲနိုင်ငံတကာတရားဝင် media တွေမှာပွားပြီးတော့ခေါ်နေစကြံနေတထောင်လောက်ပဲရသွားတယ်ဒါအလုံးစင်းစားပေးတယ်ဗမာတွေလည်းတည်သေးတယ် media တွေလည်းတည်သေးတယ်အဲ့တော့ကိုပြုစုကြည့်ဆိုရချေကွန်ဘာပြောလဲဆိုတော့ရဲရိပိုင်ဆိုင်ယူပြီးအဲ့ဒီလောလောတဲ့လူတွေမှာဘန်ဝေး လေးတန်းအနေပြီးက6တန်းကျော်ပါတယ်တဲ့တယောက်တယောက်ဝါဆာထားတဲ့ဝါဆာတွေကစုပ်ပြတန်းတွေထွက်ပြလာရတဲ့ပုံစံပေါ့လေနော်ဒါပေမဲ့သူတို့မှပါတယ်အိဒီကဒီဖလာအဲ့လိုမျိုးဆွဲအဲ့လိုမျိုးအစုပ်ပလောက်တွေပေါ့ပြောရမယ်ဆိုရင်အဲ့လိုအိဒီမှာအားလုံးက cash တွေပဲတဲ့ငွေသားတွေတက်တယ်ပဲတဲ့အဲ့ရောအဲ့ဒီလူတွေက ီလူတွေမှာ passport လည်းရှိတာမဟုတ်ဘူး visa လည်းရှိတာမဟုတ်ဘူးရှိတဲ့ထောက် visa နဲ့ passport တွေရှိတဲ့ထောက်တက်တာအကုန်နေပြီအဲ့တော့တရားမဝင်တဲ့လူကထိုင်းနိုင်ငံမှာဘယ်လိုလုပ်ရင်းနေမလဲလေရင်လင်းမဘယ်လိုဝယ်မလဲเนาะအဲ့တော့စဉ်းစားစီရအောင်เนาะအဲ့တော့ဘုရားကြီးဆိုတဲ့ချက်ပေါ့ပြောလိုက်ဆိုတော့အဲ့ဒီလူတွေမှာတဲ့တရားကိုဘန်လေးသန်းနေပြီ6သန်းကြီးပါလာကြတယ်တဲ့အဲ့ဒီငွေကိုထိုင်းရဲတွေယူလိုက်တယ် ယူမိရဲ့လေလီမတ်ခေါ်တဲ့ဝယ်ပြီးဆိုတော့ပန်ကားလောလောတင်လိုက်တာအဲ့အဲ့တော့လူတစ်ထောင်လောက်ကအဲ့ဒီ quick key ပါထွက်ပြေးလာတဲ့တရားမဝင်လူပေါ့ဒီ scam လုပ်တဲ့လူတစ်ထောင်လောက်ကပန်ကားမျိုးပေါ်မှာရောင်းနေတယ်အဲ့တော့သူကလည်းပြောတာသူပြီးခဲ့တဲ့ရေပိုက်တွေအဲ့တော့ तू ကဘလို့ရလဲဆိုတော့ तू လူတွေရှိရင် तू ကရဲဘုံချုပ်ကြည့်ပဲလေ तू မှလူတွေတပယ်တွေ तू ရဲ့လုံခေါက်ကန်ပြေးလေးရှိတယ်လေအဲ့တော့မက်ဆာကနေပဲ तू သတင်းပေးတာဆိုတော့အဲ့ဒီဟာတွေ तू ကထောက်ပြတယ် အဲ့တော့ဒီနိုင်ငံကဒီလောက်အချိန်ဆိုးနေပြီဆိုတဲ့အကြောင်းရဲရင်ဘလောက်ထိလန်ဆော့ပြီးရဲ့ဘလောက်ထိဟိုဟိုဘာပြောမလဲနိုင်ငံကြီးရဲ့ DRC ရင်းစနစ်ဥပဒေစိုးမိုးရဲ့ပြပြနေတယ်ဆိုတဲ့အကြောင်းသူကထုတ်ပြောတာအဲ့ဒီလိုအခြေအနေကြောင့်ကျွန်တော်တီတီကြကြပြောတာပေါ့လေနော်ဒါတစ်ချက်ဟုတ်ပြီအဲ့တော့ဆိုလိုတာကဟိုဘိုးအချက်ချာဆိုတာအဓိကဟိုထိုင်းရဲတွေကလက်စားပြီးတော့ဒီလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတာပေါ့နော် ခုနလိုအထိုင်တော့မဟုတ်ဘူးနောက်တစ်ခုက hub လို့ဖြစ်မှာပေါ့ဥပမာလေရင်တွေပါဆိုထိုင်းမှာအတူနာဘူမိမှာအာရှပဲလာလာအာရှနေပြီးဥရောပပဲတော်တော်သူကဟို hub လို့ဖြစ်နေတာပေါ့နော်ဟိုထိုင်းရတာလေစိတ်ကအကြီးဆုံးအဲ့လိုမျိုးပေါ့ကြားဖြန့်ရလဲထိုင်းကိုယင်လာပြီးမှဖြန့်ခွဲလိုက်တဲ့သဘောမျိုးဆိုတော့အဲ့ဒီအတွက်ဘိုးချက်ချာလို့ကျွန်တော်နားလဲတယ်လေဆိုတော့အဲ့အဲ့ဒါကိုဆိုလိုတာပေါ့အဲ့ဒီလောက်တဲ့တောင်မဟုတ်ဘူး အဲ့ဒါလည်းမှန်တယ်ဒါပေမဲ့ဒီလောက်တည်းမဟုတ်ဒီထိလိနေတဲ့အကြောင်းအရာတွေရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အခုမှကမ်ဘောဒီးယားဒေသနဲ့ဆက်စားပြီးတဲ့ဆိုရင်အာမောက်ဘတ်ကောင်လို့ခေါ်တယ်သူလည်းကြတော့ဒီသူလည်းကြတော့ဒီမြောက်ဝတီဖင်းနဲ့ပတ်သိမှုမရှိဘူးပေါ့လေနော်ဒါပေမဲ့သူကဟိုဆိုင်တို့ဒီဟော်မန်နန်လိုနဲ့ဓာတ်ရိုက်ပတ်သိဆက်စပ်မှုရှိတယ်အဲ့တော့သူကဘာလဲဆိုတော့သူကအာဖရိကတောင်အာဖရိကလူပြူပေါ့လေနော်တောင်အာဖရိကသားပေမဲ့လူပြူဖြစ်တဲ့သူမိမကထိုင်းနိုင်ငံမှာ ူပေါ့လေနော်အဲ့တော့သူကဒီကမ်ဘောဒီးယားဝကြီးချုပ်ရောအာလော်တော့ဥက္ကဋ္ဌကိုရောတောက်ခဏရအောင်လုပ်လဲပိုင်တယ်လို့အကြံပေးလဲလုပ်တယ်ပြီးရင်တက်ဆင်နဲ့လည်းတအားရင်းနေတယ်တက်ဆင်နဲ့လည်းတအားပိုင်တယ်တနေ့ကဘလောက်ထိထွက်လာလဲဆိုတက်ချက်စီးတဲ့ရော့ဆိုတော့ဒီဒီရွေးသိမ်းဖို့ပေါ့လေနော်အပြိုစီရွေးသိမ်းဖို့အဲ့ဒီရွေးသိမ်းဖို့ကိုလည်းအဲ့ဒီမဘကကနေပြေးထားတာ taxing ကို free လင်းဆောင်ပေးတာပေါ့လေနော်ပြီးရင် tax ရဲ့နောက်ဆုံးစီးတဲ့လေရင် speed တော့မြန်တယ်လေရင်အကောင်းစားပေါ့လေနော်စိတ်ခံကျဲလေရင်အဲ့ဒီလေရင်လည်းသူ့ဟာပေးထားတာမဘကပေးထားတာအဲ့တော့ဘလောက်ထိငွေရှိတယ်ဆိုတော့အစင်းစားကြည့်ပေါ့လေနော်အဲ့တော့အဲ့ဒီလူကလဲလက်ရှိအစိုးရအဖွဲ့မှအမှုထင်ဥဆောင်တဲ့အစိုးရအဖွဲ့မှအခုဒုတိယဝန်ကြီးချုပ်ရာထူးနဲ့စိုက်ပျိုးရေးဝန်ကြီးရာထူးကိုယူထားတဲ့ဌာနလို့ခေါ်တဲ့ loyal ပေါ့လေနော် အဲ့ဒီသမဏန်နဲ့ကလည်းတအားယဉ်တည်တယ်ဆိုတော့အခုအဲ့ဒီလူကအမေရိကန်ဆက်ရှင်ချထားတယ်အင်္ဂလန်လည်းဆက်ရှင်ချထားတယ်ထမပါတယ်ဒါပေမဲ့အဲ့ဒီဆက်ရှင်ချတော့ပစ္စည်းတွေအဲသူရဲ့သူတို့ရဲ့ပိုက်ဆံမှုတွေသိတဲ့အခါကျတော့အဲ့ဒီမှာထိုင်းရနေပြီးထွက်ပြေးသွားတယ်လေရတယ်ထွက်ပြေးသွားပြီမဲ့အပြီးသွားတော့မဟုတ်ဘူးအခုထိုင်းတဲ့အဝင်ထွက်လုံးနေတာလေရတယ်ဘယ်သွားပြီးဘယ်လာတယ်ဘယ်ချင်းလာတယ်ဆိုတော့ဘယ်သူမှမသိဒီအရာရှိတိ အစိုးရဒီပိုက်တွေပဲတီးမောက်ပေါ့လေနော်အဲ့လိုမျိုးတွေပြင်နေတယ်အဲ့တော့ဒီ type အစိုးရဖွဲ့ထဲမှာအအခြေပြချမ်းသာမှုတွေရှိတယ်လမ်းဆောင်မှုတွေရှိရဲ့ပြီးရင်သူတို့ကိုယ်တိုင်ကအဲ့ဒီလုပ်ငန်းတွေမှာထက်ထက်ဝဲဝဲပွားဝဲပန်းသိနေကြတဲ့ဆိုတော့လက်ခံနေတော့ကြောင်းအော်ခုနကပြောတဲ့ထိုင်းရအခြေချကြားတဲ့ဆိုတော့ကိုဒီထိုင်းထဲမှာရှိတဲ့မြန်မာသတင်းမီဒီယာတွေလည်းသူတို့ရဲ့လှုပ်ချုပ်ရေးအတွက်လှုပ်ချုပ်ရေးကြောင့်သူတို့ထုတ်ဖော်ပြီးပြောဆိုတာ ရည်သားတာသူတို့မရဲကြဘူးကျွန်တော်ပြီးတော့ဘူးလေနော်အဲပြီးရင်ထိုင်းနိုင်ငံကားတွေကိုတိုက်ကလည်းမီဒီယာတွေကိုတိုက်ကလည်းသူတို့ရဲ့နိုင်ငံရဲ့ဂုတ်တီခော့ကိုထိပွားမှဆုပ်ရည်တော့သူတို့အဲ့ဒီစကားကိုတိုက်ရိုက်အသုံးလုံးမလုပ်ကြဘူးဒါကြောင့်ကျွန်တော်အဲ့ဒါတွေအလုံး feel out the deep mood me out ဆိုတဲ့ဟာကိုကျွန်တော်ချောပြီးပြလိုက်တော့ပါပဲဒီ AI effect ကဘာလို့ဖြစ်လာနိုင်လဲနိုင်ငံတကာဟောတာတွေကိုမြင်နေပြီလားဆိုဘယ်လိုမျိုးသူတို့ပေါ်တက်ရောက်မှုအကြီးအကျယ်ရှိနိုင်လားဘယ်လိုမျိုးတက်ရောက်မှုရှိနိုင်လဲဗျရှိနိုင်တယ်ဗျသူတို့ ကိုယ်တိုင်လည်းဒီလောက်ပြီဆိုရင်ခုဆိုရဲ့နေရတုတ်ရလောက်ရှိပြီဒီရဲဘုံချုပ်ကြီးတွေရောစတန်ကဘုံချုပ်ကြီးတွေရောပေါ်လေနော်တကယ်အထွေချုပ်ရှိတဲ့လူတွေပေါ်ပေါ်ဖို့ဖြစ်တဲ့လူတွေပြီးရင်ဒီအမျိုးသားလှုပ်ချိုးရေးကောင်စီဆိုတာဒါထိုင်းမှာတကယ်အဆိုအထက်ပေါ်ပေါ်ရှိတဲ့လူတွေလေရှင်းရှင်းပြောမှဆိုရင်ဒီလိုမျိုး တော်ဝကိုထားဆောင်ခဲ့တဲ့လူတွေဘူချုပ်ကြီးတွေကိုတည်းကိုတည်းပြောလာပြီအဲ့တော့အခုဒီတိုက်လော့ထားမယ်ဆိုရင်ဒီအတိုက်နဲ့ပွားမယ်လက်ရှိအစိုးရအဖွဲ့ကဒီကိစ္စတွေကိုကြိုက်တွေ့မနိုင်ဘူးပြီးရင်ရဲရရှိကြီးတွေရဲ့ချောဆမှုတွေလမ်းဆမှုတွေကိုအေးအေးယူတာမလုံနိုင်ဘူးစုံစမ်းဖို့ထုတ်တော့မလုံနိုင်ဘူးဆိုရင်နိုင်ငံတကာရဲ့အရေးယူကခံရတော့မယ်နိုင်ငံတကာရဲ့ဆက်ရှင်တွေထီတော့မယ်ဆိုတော့သူတို့ကစိုးရိမ်လာပြီဒါကြောင့် အခုအဲ့ဒီဟာကြီးကအတွင်းမှာ live song တွေတော့ကြီးကြီးကျယ်ကျယ်လို့ပြောလို့ရတယ်အဲ့လိုနေထောင်မျိုးဖြစ်တဲ့ဘူးလေနော်ဒါကြောင့်သူတို့ဆိုရတာကနိုင်ငံတကာရဲ့ဒီ session တွေလောက်မှာကိုတော်တော်များများဆိုရနေတယ်အဲ့ဒီထောင်မျိုးရှိတယ်ဟုတ်ပြီကို civil sign ကိုဒါနဲ့ဆက်ဆက်ပြီးတော့နောက်ထပ်ကျွန်တော်သိချင်တဲ့ဟာကတော့ဟို time 2ရဲ့ချုပ်ပေါ့ time 2ရဲ့ချုပ်ကပြီးခဲ့တဲ့ရက်ပိုင်းက तू ကဒီ time ရဲ့ကြီးမှာ time ရဲ့ချုပ်ပါဝင်ပေါ့နော် time ရဲ့ကြီးမှာ အများပြလက်ချစားမှုတွေအကြီးအကျယ်ရှိနေအောင်သူဟိုလူဦးရေစင်းရဖော်ထုတ်လိုက်တယ်လို့သိရတယ်ဆိုအဲ့လိုဖော်ထုတ်လိုက်တဲ့အတွက်သူ့ကိုလည်းပြန်ပြီးတချို့ရဲတွေကပြန်တရားစွဲမယ်ဆိုပြီးအခြေအတင်တွေဖြစ်တယ်လို့ကျွန်တော်သိရတယ်အဲ့ဒီဟာကရောသူ့ရဲ့အချက်လက်ကဘလောက်မှန်လဲဘလောက်ထိထိုင်းနိုင်ငံမှာဒီဥစ္စာဟိုးလေးတချို့ဖြစ်နေလဲဆိုတော့အဲ့အဲ့ဒါလေးဆက်ဆက်နေတော့အဲ့ဒါလေးလည်းသိလိုပါတယ်ဗျာတော်တော်များများဟိုးလေးတချို့ဖြစ်တယ်ဘလောက်မှန်လဲဆိုတဲ့ဟာ100%မှန်တယ်ဆိုတော့ကိုကျွန်တော်ပြောရဲတယ် အာကျွန်တော်တို့ပဲထိုင်းနိုင်ငံသားတွေရောထိုင်းသတင်းမီဒီယာတွေရောထိုင်းပညာရှင်တွေရောရောလက်ခံတယ်။ဒါအပြင်အချင်းလေး data နဲ့ပြောမယ်ဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးဘူချိုကြီးဆိုတော့ချေပေါ်လေနော်။သူရဲ့ပြောဆိုချေတဲ့သူရဲ့ထုတ်ပြန်တဲ့သတင်းအချင်းလေးတွေဒီဒီ concept နဲ့ပတ်သက်တဲ့ကိစ္စရဲ့အရာရှိတွေရဲ့အာလမ်းဆောင်မှုမှာပါဝင် ပတ်သက်တဲ့ကိစ္စတွေကဘလောက်ထိပြည်သူလူထုအနေနဲ့ယုံကြည်မှုရှိလဲဆိုတဲ့စစ်တမ်းတွေကောင်းတယ်။ အဲ့ဒီမှာ69လား96လားမသိဘူးရခိုင်လို့ကအပြီးွားယုံကြည်မှုရှိတဲ့ဆိုတဲ့အဖြစ်ကိုထွေလာတယ်ဆိုတော့အဲ့လောက်ကြီးအနေထားရှိတယ်ပေါ့လေနော်တကယ်ကြီးကြီးမားမားပေါ့လေနော်ဒီ online လောက်ကစား online လိမ့်လေမှုပြီးတဲ့ဆိုရင်ဒီမှုရေးစေးပွားအဲ့ဒီတောက်ခုကိုသူကအဓိကဟုတ်ဖြုတ်ခွဲချင်းနဲ့ဂိုက်တွဲချင်းနဲ့အရေးယူချင်းနဲ့ပေါ့ဗျာအဲ့လိုဒီမျိုးတွေလောက်အဲ့တော့ရဲတွေကဘယ်လောက်ထိလမ်းဆော့ထားတယ်ဆိုတဲ့အကြောင်းကိုသူ လောက်ခဲ့တဲ့နေကြော့နော်တနေကြော့ပြီးခဲ့တဲ့နေ့ match လောက်အဲ့ဒီကတည်းကသူကအခြေလဲတွေနဲ့သူကတင်ထားတယ်တိတိကျကျအခြေလဲတွေပါတယ်နောက်မဲ့ပါတယ်အပြီးဆုံး full name ပေါ့ဗျာ first name last name ပါတယ် address ပါတယ်တခုမှဖုတ်ကွက်ထားတာမရှိဘူးဒါပေမဲ့သူကအပြင်မထုံပဲနဲ့အတွင်းပေါ့လေနော်ပြီးရင်ဒီငွေလွှဲတဲ့ account number ပါတယ် bank မျိုးစား account number ပြီးရင်ငွေလက်ခံတဲ့ bank မျိုးစား bank ဒီလွှဲလိုက်တဲ့ ဘလောက်လွဲ့လိုက်တော့ယေဆွဲနဲ့အတိအကျအလုံးကိုအသိစိတ်ကိုအဲ့တော်ဒီအခြေလေးတွေအလုံးကိုဒီရဲ့ချုပ်ကိုရောဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ဒေသစုံစမ်းစစ်ဆေးရေးအဖွဲ့ရောတင်းတယ်ဘာမှမလုပ်ဘူးဘာမှမဖြေလောက်ဘူးအဲ့လိုနေထားမျိုးပေါ့လေနော်သူတို့ရဲ့ချုပ်ဖြင်းမဲ့ဆိုရင်အကုတ်ထောင်ရရမှာခုနကလူတွေဘုံချုံတွေအလုံးကိုထောင်ရရမှာအဲ့ဒီတော့အဲ့တော့အဖြေခန့်လို့မရဘူးဆိုရင်သူတို့နှီးမှုတွေနဲ့အကွေးဆင်းပြီးတော့သူတို့နေတော့ပေါ့လေနော် အဲ့တော့ခုတနေ့ကြော့တော့မရတော့တခါခုနောက်ထပ်အယောက်60ထပ်တိုးတယ်ရဲအယောက်ရှိပါအယောက်နေရနဲ့60ဖြစ်သွားတော့ပေါ့အဲ့တော့နောက်ထပ်ထပ်တင်းတယ်အဲ့ဒီရဲချုပ်ရောပြီးတယ်ဆိုရင်ဒီ cyber ရဲတပ်ဖွဲ့ပေါ့လीနော်ရောဒီ internet ပေါ့လीနော်အဲ့လိုမျိုး committee တွေပေါ့ထပ်တင်းတယ်ဘာမှစုံစမ်းစစ်ဆေးမှုမလုပ်ဘူးအဲ့တော့အဲ့လိုကတင်းရအခုနောက်ဆုံးစေပါလို့လဲဆိုတော့ lotto မှာ lotto အမျိုးသားလှုပ်ချုံရေး committee မှာပေါ့လीနော်ဒီ nine run စီမှာဥဆောင်တယ် ဘူးကော်မတီမှာအဲ့ဒီအခြေလဲတွေအကုန်လုံးတော့တင်ပြရတော့အခုအယောက်160ကျော်ကလေးနော်အဲ့ဒါဒီအခြေအလဲနဲ့အသိစိတ်ထားပြီးအောင်ခေါင်းချလိုက်တော့အဲ့ဒီမှာမီဒီယာတွေမှာတတိကြီးသွားတဲ့အနေအထားမျိုးဖြစ်သွားတာပေါ့အဲ့ဒီအပေါ်မှာပဲခုနကဒီလဲဝဲခံတွေပေါ့လေနော်အရင်ရက်ချိုဟောက်ရဲ့လဲဝဲခံတွေအဲ့ဒီလူတွေကပဲဟာတော်ငါတို့ရက်တပွဲကိုဂုတ်တိခါချာအောင်လုပ်တယ်ဘာလို့သူကထုတ်ပြောပြီထိုင်းနိုင်ငံမှာရအကြီးဆုံးရစပေါ်မှုတည်ရက်တပွဲဆိုတာဖြစ်တယ်။ဘာကြောင့်သူအဲ့လိုပြောရလဲဆိုတော့ ီရက်အယောက်ရှိတဲ့ဒီလောက်မြောက်ရဲ့ရက်အယောက်ရှိတဲ့ဒီလောက်လိုက်ယူထားတယ်လိုက်ယူတော့လဲတေးတေးကိုကိုမဟုတ်ဘူးအနံ့ဆုံးစင်ဖန်ဂျော့ဂနန်နဲ့ပေးအဲ့တော့ဒီလိုမျိုးဖန်ဂျော့ဂနန်နဲ့ပေးမယ်ဆိုတွေးကြည့်တယောက်ကိုဖန်သုံးယောက်အနံ့ဆုံးလောက်ရှိတယ်တယောက်ကိုရက်အယောက်ရှိတယောက်ဖန်သုံးယောက်သုံးတယ်ငွေဒီမှာဘယ်နှယောက်ရှိလဲဂျော့နဲ့ချီပြီးရှိတယ်အဲ့တော့ဒီလူကြီးအလုပ်ပါလာမှာဖန်ပါဘယ်နှသောင်းလောက်ဘယ်နှသိလောက်ရှိတယ်အဲ့တော့ဒီဟာတွေကဒီဟာတွေပြီးတော့ ခုနိုင်ငံရေးပါဝါပြီးဆောင်လာတယ်လော်တော့အမှန်အဖြစ်မဲ့ထဲတဲ့ခါကျတော့အမဲဝဲတဲ့အနေဆိုဘတ်တထောင်အနည်းသုံးထောင်ပြီးပေးတယ်သူတို့သူမဲ့ထဲပါဆိုပြီးအဲ့လိုမျိုးပိုင်ဆိုင်နဲ့မဲ့ဝဲပြီးထဲကြတာအဲဆိုတော့လော်တော့ကိုယ်စားလှယ်ဖြေလာတယ်လော်တော့ကိုယ်စားလှယ်ဖြေလော်တော့ရဲ့ရောက်လာတဲ့ policy တွေဆွဲတယ်ပြီးအစိုးရဖွဲ့တဲ့အစိုးရဖွဲ့မှဝကြီးရောက်ယနေ့ရောက်ရောက်ဖို့တွဲက job တန်ဘလောက်ယူပြီးဒီလိုမျိုးပုတ်ပေးပြီးဝကြီးတွေဝင်လာတယ်အဲ့လိုနေထောင်မျိုးမှာဒီနိုင်ငံကတော့ပြည်စည်းတော်မဲ့ တော့လက်မခံနိုင်ဘူးဆိုပြီးတော့သူကပြည်သူတရားမင်းနဲ့အဲ့တော့ဒီအကုတ်ဖွဲချပြီးတော့အခုထိုက်တိုက်ရင်ဆိုင်မှုလေးသူကအဲ့လိုမျိုးဖြစ်နေတာ။ဒါကြောင့်ကြီးကြီးမားမားကိုပြသနာဖြစ်နေတယ်အနေထား။အဲ့တော့လွှတ်တော်တီတင်တယ်ဆိုရင်ဒါအေးအေးယူမှုတွေလုံနိုင်လားခုနကဟိုခြားစားမှုကလုံးဝနက်နက်ဆိုင်ဆိုင်ဖြစ်နေတာလေဆိုတော့သူသူ့ဘက်ကရောအကာအကွယ်ရှိနိုင်မှာမလားသူတယောက်တည်းလို့ဖြစ်နေတော့ဟိုသူဖိမလည်းသူ့ကိုပြည်သူအခြေနဲ့ပြည်သူရှိနေလို့ပြောလို့ရတယ်ဟောလေနော်ဥရေအကြောင်းအရာတော့မရှိဘူးဒါပေမဲ့သူကအတော်ဆုံးထဲကအတော်ဆုံးရဲ့အရာရှိ ဖြစ်တဲ့ပေါ့လေနော်အသေးလက်အငယ်ဆုံးဖြစ်တဲ့အရင်ရပေါ့လေနော်အဲ့တော့ပြီးဘုံချုပ်ကြီးအစင်နဲ့လက်ဖြစ်တဲ့ပြီးဒုတိယရက်ချုပ်အစစ်ကြီးလက်သူကလုံထားတဲ့လူဆိုတော့သူတို့ရောအញ្ញံတော့လုံလို့မရဘူးပေါ့လေနော်အခုဖြစ်နေတဲ့ဒီရက်ချုပ်တွေရောကြံတဲ့ဒူရက်ချုပ်တွေရောအကုန်လုံးကသူအနာဝါလေသူကစီနီယာကျောက်ဆုပ်ပဲကြံတဲ့ကတော့သူအနာဝါဂျူနီယာသမားတွေပဲဆိုတော့တိပီးကဟိုဂီယူမဆိုင်ပဲနဲ့ထိတ်တိုက်ရင်ဆိုင်တဲ့အနေထားမှုသူက challenge ခုံပြီးရလောက်တော့ အဲ့လိုနေတာအဲ့တော့ဒီဒီသူရဲချုပ်ရဲ့အခုလိုမျိုး challenge ခေါ်တာပေါ့နော်ပေါ်ထုတ်လိုက်တဲ့ကိစ္စရယ်နော်ခုနကိုစီဗင်ဆန်ကိုတုံးသက်ထားတဲ့ဒီထိုင်းရဗဟုချက်ချာဖြစ်တယ်ဘာလို့ဆိုတော့ခုနထိုင်းရဲတွေလက်စားတယ်ဒီကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးဒီလိုဆိုးရတဲ့ခြေနေတွေကအပြောင်းလဲဖြစ်နိုင်လားသူတို့အတွင်းမှာဟုတ်ဒါမှမဟုတ်ပိုဆိုးရနိုင်လားအဲ့ဒီအရာလေးနောက်ဆုံးကိုတုံးသက်ချက်လေးကဘယ်လိုဖြစ်မလဲအပြောင်းအပြောင်းလဲဖြစ်နိုင်တယ်လို့အာတုံ့တန်လို့ရတယ် ပါလဲဆိုတော့ဒီဟာကြီးအာဒီတိုက်လော်ထားမယ်ဆိုရင်နိုင်ငံတကာလက်ခုနိုင်ငံတကာနော်ရီအလုပ်ရောင်းနေပြီလေပြီးရင်ခုနကအကြောင်းအရာလေးပြန်ဆောင်နိုင်မယ်ဆိုဒီဒီပယ်ဆောင်ချက်တို့မိသားစုကိုတည်တံ့ပေးတယ်ပါညာဆိုတာနော်ဒီခုလောလောလန်လန်နောက်ဆုတ်ဝင်လေနော်အဲ့ဒီမတိုက်ခင်ကတဲသုံးညာနေခော့ဆဲဆဲရေးကလာနောက်ပိုင်းမှာဒီအယောင်တရာကျော်ကိုထိုင်ရနေပြီးတော့တယုံဖမ်းပို့လိုက်တော့ရှိတယ်အယောင်တရာကျော်အလုပ်တည်တံ့ပေးလိုက်ပြီးပြီ အဲ့လိုဖန်ပေါ်တာကကုနာဘူးချောကြီးဆိုတဲ့ချင်းသူကိုယ်တိုင်ထုတ်ပြတာသူကိုယ်တိုင်ပြောပြတာဘယ်သတင်းမီဒီယာမှာမပေါ့ဘူးအဲ့လိုနေထားမျိုးတွေရှိတယ်အဲ့ဒီတော့နိုင်ငံကလည်းအကုန်လုံးကသူရဲ့လုံရန်ကိုထောက်ခံတယ်တကယ်ပြန်သွားတယ်တကယ်ထီရောက်နေနေကိုလည်းတော့ကြံတယ်လက်ရှိတော်ယူထားတဲ့ရဲ့ရရှိတဲ့ဘာမှမလုပ်ဘူးဆိုတဲ့အနေထားမျိုးအလုံးအမြင်နေကြအဲ့ဒါကြောင့်သူတို့ကစိုးရိမ်ပြီးရင်ဒီကိစ္စကဒီတိုင်းလော်ထားလို့မရတဲ့အနေထားဖြစ်နေပြီပေါ့လေနော်အာဒါကနိုင်ငံရေးသမားတွေရောဒီလုံချုံရေး အရာရှိတွေရောလောက်ကျော်ကြီးရောက်ရှိဆိုခုနကစစ်ပုတ်ချုပ်ကြီးတွေရဲပုတ်ချုပ်ကြီးတွေကိုလည်းသူလိုပဲအမိမှာအဲ့လိုမျိုးဖြစ်နေပြီအဲ့တော့ကျွန်တော်သုတ်တန်ရမှာလို့ဆိုရင်တော့ဒီအချိန်တို့အတွင်းမှာအပြောင်းလဲတစ်ခုခုဖြစ်လာနိုင်တဲ့အနေအထားရှိတယ်ဒီလအကုတ်ပေါ့လေနော်ဒီနိုဝင်ဘာအကုတ်ဒီဇင်ဘာလလဲ့လောက်ဂျာမန်ကိုတည်းအပြောင်းလဲတစ်ခုခုဖြစ်နိုင်တဲ့အနေအထားမျိုးရှိရပေါ့လေနော်အဲ့ထိုင်စုကအဖွဲအတွင်းမှာအပြောင်းလဲအမျိုးမျိုးဖြစ်နိုင်တယ် မျိုးဝင်ဖြစ်နေဆိုတော့သူရဲ့ဒီလက်ရှိအစိုးရဖွဲ့ရဲ့တက်တာသူက January လာ29ရက်နေ့မှာရွေးကောက်ပွဲလုပ်မယ်လော်တော့ဖြစ်သိမ့်မယ်ဆိုတဲ့ season plan ရှိတော့ပေါ့လေနော်ဒီမတိုင်ခင်မှာလော်တော့ကိုဖြစ်သိမ့်တာတွေပါတယ်လည်းဖြစ်သွားနိုင်တယ်အနေထားမျိုးရှိတယ်ဒါမှမဟုတ် not limit ယူပြီးရောင်းဝတ်ကြည့်တရားကိုလွှဲတာတွေလည်းဖြစ်နိုင်တယ်လော်တော့ဖြစ်သိမ့်တာပဲဖြစ်နိုင်လို့ဟိုလမ်းမြောတယ်အဲ့တော့အခုကိုစီမင်းဆန်းကိုတုံးသက်တယ်လို့ဒီ time က တကယ်ဟိုကြားဖြန့်အတွက်ဘ ਹੁ အချက်ချဖြစ်နေတော့ဒီဘ ਹੁ အချက်ချကိုထိန်းနိုင်ပြီဆိုလို့ရှိရင်ဒါလာအိုကမ္ဘောဒီးယားမြန်မာမှာရှိတဲ့ကြားဖြန့်တွေဘလို့အတိုင်းအတာနဲ့ရက်သွားနိုင်လဲမြန်မာနိုင်ငံအဓိကပေါ့နော်ကြားဖြန့်တွေဘလို့ပုံစံရက်သွားနိုင်လဲအဲ့ဒါလေးကိုချုပ်ပြီးပြောပြပြီးပါဘလို့ပုံစံနဲ့ရက်တမ်းမှုဖြစ်နိုင်လဲဆိုတော့ဟုတ်တယ်အာတင်းတင်းရှော့ရှော့အနေနဲ့ဒီ operation ပုံစံကိုကြီးမဲ့ဆိုရင်ပေါ့လေနော်ဘာလို့အဓိကငွေအဝင်ထွေလုံးနေတာထိုင်းဘုတ်ဘက်အဝင်ထွေလုံးတဲ့ထိုင်းဝင်တယ် ထိုင်းအနေပြပြန်ထွေတဲ့ထိုင်းကိုလာတဲ့ cash တွေထိုးတဲ့ဒီ bank စီစဉ်မှုကိုလေနော်အဲ့ဒီဟာတွေကိုကိုက်တွယ်လိုက်မယ်ဆိုရင်ငွေအဝင်ရောအထွေရောရပ်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်။အာဒါကငွေချေးအာဘန်နာရေးကန်တာပေါ့လေနော်အဲ့လိုမျိုးငွေချေးကန်တာရပ်သွားမှဖြစ်သလိုနောက်တစ်ချက်ဘာလို့တိတိကျကျကိုက်တွယ်မယ်အနေထားမျိုးဖြစ်လာမယ်ဆိုရင်ပေါ့လေနော်ရုပ်ဝတ္ထုပစ္စည်းပေါ့နော် material တွေဒီကနဒီလောင်စာစီကိစ္စတွေ အနောက်တစ်ခုကဂုဏကဘာလဲဆိုတော့ဒီလူဝေမှုချင်းချင်ရေးကန်တာပေါ့လေနော်အဲ့ဒီကိစ္စကိုတင်းတင်းကြပ်ကြပ်ကန်တန်ပြီးတော့လုံလောက်မယ်ဆိုရင်အခက်အခဲတွေအများကြီးရှိလာနိုင်တယ်ဥပမာအဝင်အထွေပေါ့လေနော်ဒီဗီဇာပေးတဲ့ကိစ္စတွေကုဏဘူချုပ်ကြီးဆိုတော့ချိန်ရလဲသူကအလုပ်ကဟိုစာချင်းထားတယ်လေဒီတရုတ်လေးကို free visa ပေးတဲ့ကိစ္စဒါကြီးကရာဇဝတ်သမားတွေကိုခေါ်သွင်းတဲ့ပုံစံမျိုးပြဲဆိုသူကလောက်ကစာချင်းမယ်အဲ့ဒါကြောင့် ဟိုလောက်ရရတန်သွားတဲ့အနေထားမျိုးရှိနေတယ်ဥပမာဗန္ဒရေးကန်တော်ကိုတေးသေးချာချာတင်းတင်းကြပ်ကြပ်စီစဉ်တော့တွေလုံးမဲ့ပြီးရင်ဒီရုပ်ဝတ္ထုပစ္စည်းတွေပို့ဆောင်ဆက်သွဲနေတဲ့ကိစ္စတွေပြီးရင်ဒီနိပညာကိုလေနော်နိပညာဆိုရင်လည်းအခု Starlink ကိစ္စတွေကိုအာဖြတ်တောက်ပြီးမှဟာတွေဒါတိတိကျကျလုံးမဲ့ဟာတွေမျိုးရှိတယ်ပေါ့လေနော်ဒါကလောက်ကအခုရတန်သွားနိုင်တဲ့အနေထားမျိုးဖြစ်လာနိုင်တယ်ဒါတော့အမိကြီးလက်ခံမလို့ပဲ ဟုတ်ကဲ့ကိုစီဝင်ဆိုင်ယူအဲ့တော့ဒီကြားဖြန့်လုပ်ငန်းတွေရဲ့ဘ ഹു အချက်ချာကထိုင်းဖြစ်တယ်ဆိုတော့ကိုစီဝင်ဆိုင်ယူရဲ့သုံးသက်ချက်ပေါ်မှာเนาะအခုဒါဒါကလည်းအဓိကထိုင်းရဲတွေရဲ့လက်စားမှုကြောင့်ဖြစ်နေရတာဒါတွေကအခုထိုင်းမှာထိုင်းရဲတွေကိုယ်တိုင်ပေါ်ထုတ်လာပြီဆိုတော့ခိုင်းနိုင်ငံမှာအပြောင်းလဲဖြစ်လာနိုင်တယ်ဒီအပြောင်းလဲဖြစ်လာနိုင်တဲ့ပေါ်ဒီမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်တွေကိုလည်းစုံတရာရက်တန့်ဟိုမျောလင့်နိုင်တယ်ပေါ့เนาะဆိုတော့ဒီအခြေအနေကိုအခုလိုအစဆုံးသေးစိတ်ပေါ့เนาะဟိုတိတဲ့ knowledge နဲ့ share ပေးတဲ့အတွက် ုံးသက်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ကိုစီဗင်ဆန်ဟုတ်ကဲ့များကျေးဇူးပါ